အားလုံးပဲမြင်လာပါ Top Football ကနေပြောမှပြန်လဲကြိုးစားလိုက်ပါတယ်ပြီးခဲ့တဲ့ရက်မှာကစားခဲ့တဲ့ပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်ပရိသတ်ဆင်ဝင်စားမှုအများဆုံးသောပွဲစဉ်က Chelsea နဲ့ Liverpool Chelsea ရင်ကွင်းမှာကစားရတယ် Liverpool အသင်းနဲ့ကစားရမယ်နှစ်သင်းစလုံးကရလက်တည်ရင်းရံနေတယ်ဒါအပြင်ကို Chelsea အသင်းမှာဆိုလို့ရှိရင်လည်းအဓိကကစားသမားတချို့အဓိကကစားသမားတော်တော်များများ ံရပြဿနာတွေနဲ့လွဲချော်ခဲ့တယ်ဒါပေမဲ့တကယ်တမ်းကစားခဲ့တဲ့ချိန်မှာတော့ Chelsea တင်းကလဘာဘူးတင်းကို2-1ဆိုလိုက်ရလနဲ့နိုင်ရရှိခဲ့တယ်ဂီယာရီတာပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာကနီးပြတွေရဲ့ tactical ဘိုင်းဆိုင်ရာရှင်ပြိုင်မှုတွေပဲဒီရှင်ပြိုင်မှုတွေကဒီပွဲစဉ်မှာအများကြီးမြင်ခဲ့ရတယ်အဓိကပဲနှစ်သင်းစလုံးရဲ့နီးပြတွေကပွဲချိန်တွေအပြောင်းလဲဘာကြောင့်မလို့ဘလို့ပြောင်းလဲခဲ့တာလဲဘာကြောင့်မလို့ဘသူကိုထုတ်ခဲ့ရတာလဲအဲဒါအပြင်ကို ဘလူကစားခဲ့တဲ့အတွက်ကြောင့်မလို့လဘာဘူးကရှုံးနေခဲ့ရတာလဲချယ်ဆီအသင်းရဲ့ဒီစနစ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့မှအဓိက discuss လုပ်မှာဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကချယ်ဆီတသင်းနဲ့လည်းမဟုတ်ဘဲနီးပြားနှစ်ယောက်စလုံးရဲ့ tactical belt တွေကိုပဲအဓိက focus ထားမှာဆိုတော့ကစားသမားတွေရဲ့ individual တွေကလည်းဒီထဲမှာပါဝင်လိမ့်မယ်ဆိုတာကိုအရင်ဆုံးပြောခြင်းနဲ့ဒါပေမဲ့ data တွေအများကြီးတော့ပါဝင်မှာမဟုတ်ဘူးနီးပြားတွေရဲ့ tactical belt တွေကိုပဲဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စားလိုက်ကြရအောင် ပထမဦးဆုံးသောအနေနဲ့ဒီနှစ်သင်းစလုံးက ideology ကတူညီတဲ့အနေအထားတစ်ခုမှရှိတယ်။အရင်ကြီးမစင်ဘူးဆိုသည့်တိုင်အောင်ဒီဘက်ကမော်ဒန်ဘောလုံးလောကမှာမော်ဒန်ဆန်နဲ့ပုံစံမျိုးနဲ့ကစားနိုင်တဲ့အသင်းတွေဖြစ်တယ်ဆိုတာကိုအရင်ဆုံးပြောရလိမ့်မယ်။ဆိုတော့နှစ်သင်းစလုံးရဲ့ man to man marketing နဲ့ zone နဲ့ marketing နဲ့ဒါပြင်ကနှစ်သင်းစလုံးရဲ့ setup လေးတွေကတော်တော်များများစင်တူပဲ။ဒါပေမဲ့မစင်စင်မတူတာတွေလည်းရှိတယ်။ဆိုတော့ okay နှစ်သင်းစလုံးက present shape မှာတော့ပထမပိုင်းမှာတူညီတဲ့ပုံစံကိုသုံးတယ်။ဆိုတော့ဒီမှာဆိုလို့ရှိရင် Chelsea အသင်းရဲ့ present shape ကိုတစ်ချက်ကြောက်ကြည့်လိုက်ရအောင်။ဆိုတော့ Chelsea အသင်းရဲ့ present shape မှာဆိုလို့ရှိရင် Garnacho ကစိတ်ကိုတက်ပြီးမှ present လုပ်တယ်။ present လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာနောက်မှာပါလာမယ့် fullback ကစားသမားပေါ့နော်။ Liverpool ရဲ့ fullback ကစားသမားကို shadowing cover shadowing လောက်ထားသေးတယ်။ပြောချင်တာက တခြားဘက်ကလည်း press ပေးလို့ရတယ်ဆိုတဲ့တိုင်အောင်ဒီကစားသမားစီကိုဘောလုံးမရအောင်လို့ press ပေးထားတယ်။ midfield မှာဆိုလို့ရှိရင်လည်းကစားသမားဒီ Liverpool ရဲ့ midfield ကစားသမားတွေကို1 vs 1 marking နဲ့ယူထားသေးတယ်။ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်း shadow marking ယူထားတယ်။ဒါအပြင်ကိုအခု Cucurella ကဒါမျိုးရှေ့ထိတက်ပြီးတော့မှ full back ကစားသမားကို cover ပေးထားတယ်လို့ရှိရင်ကျွန်တော်တို့ Salah ကနေရာလွတ်ရသွားနိုင်ရည်ရှိတယ်ဆိုတဲ့အနေထားတစ်ခုမှရှိတယ်။ဒါကိုလည်းကျွန်တော်တို့ဒီမှာမြင်ရလိမ့်မယ်။ဒါပေမဲ့ Chelsea မှာလည်းဒီတော့ဖြေရှိပြီးသား. Restore ယူရတယ်။ အန်ဒီရတော့များလိမ့်မယ်ဒါပေမဲ့လီဗာပူးအသင်းကိုကောင်းကောင်း pressure ပေးနိုင်တယ်ဒီမှာသလို့ရှိရင် center back ကစားသမားတွေကတယောက်ကဆာလက်ကိုတက်ပြီးတော့မှ present ပေးထားတာဆိုတော့ဒီလို present ပေးလိုက်လို့ဒီဘောလုံးသာအမြင့်ဘောမှာလွတ်သွားခဲ့တယ်ကျသွားခဲ့ပြီဆိုလို့ရှိရင်တော့ Chelsea တင်းနဲ့လေဒုက္ခရောက်ပြီပေါ့နော်ဒါပေမဲ့ Chelsea တင်းကဒါကို handle လုပ်နိုင်ခဲ့လို့ပဲပြောရလိမ့်မယ် Chelsea အသင်းရဲ့ ဒီဘရရှီယာကအကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ဆိုတော့လီဗာပူးအသင်းက BFS တွေမှာတော့အန်ဒီများလေဆိုပေမဲ့လောင်းဘောကန်တင်လိုက်တယ်ဆာလက်စီရောက်တယ်တဲ့။အဲ့ဒါဆိုလို့ရှိရင်ငါတို့အတွက် chess ပိုရနိုင်တယ်ဒါပေမဲ့ဆာလက်ကအမြင်ပေါ်အားကောင်းတဲ့ကစားသမားမျိုးမဟုတ်ဘူးဒီတော့ကြောင့်မို့ဘရန်ရှီယောနဲ့အဲ1 vs 1 marking ယူလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့လီဗာပူးတင်းရဲ့ on the ball BFS တွေမှာဆိုလို့ရှိရင်အရန်ကြီးတိုက်စစ်မစင်နိုင်တော့ဘူးဆိုတော့ဒီလိုပုံစံမျိုးနဲ့ပဲ Chelsea တင်းကကစားသွားခဲ့တာဆိုတော့ okay ဒီလိုကစားတဲ့နေသားတစ်ခုမှာအာလီဗာပူးအသင်းကဒီလိုကစားတဲ့ Chelsea ကရောဆိုလို့ရှိရင်တော့ Chelsea ရဲ့ on the ball position တွေမှာလီဗာပူးတိရဲ့ present shape က442ဆန်တယ်ဒီမှာဆိုလို့ရှိရင်442တို့တွေ့ရလိမ့်မယ်ဆာလတ်ကဒီ Chelsea ကစားတဲ့လိုမျိုး Chelsea ရဲ့ဒီပြောရလို့ရှိရင်ဆာလတ်က Chelsea ကစားလို့မျိုးဗျာအာဘယ်လိုပြောမလဲဒီ full back ကစားသမား C ကိုဘောလုံးပေးလို့မရအောင်ကာဘာရှေရိုနဲ့ပိတ်ပြီးတော့မှ center back ကစားသမား C ကိုတွားလူတဲ့ပုံစံမျိုး ချယ်ဆီရဲ့ဂါနာချိုလို့တို့လိုမျိုးအရင်ကြီးမလို့ဘာကြောင့်လဲဆိုတော့ဆာလက်ကအတက်ရွေရနေပြီစတမနာကအရင်များကြီးမချန်တော့ဘူးဒီတော့ကြောင့်သူကရှေ့ကိုဒီဘတ်တာရှဲစီကိုဘောလုံးယူတာမျိုးမဟုတ်ဘဲနဲ့လုံးဝကူကူရဲလာကိုရှဲတုံးမာကင်ယူတဲ့ပုံစံမျိုးကိုပဲဆာလက်ကအဓိကပြင်ကစားတယ်ဆိုတော့အဲ့ဒါလိုကစားလာတော့ဟုတ်ပြီအဲ့ဒါလိုကစားခဲ့တယ်ဆိုလို့ရှိရင်လီဗာပူးသင်းရဲ့ဆက်တပ်ပလေးကဒီမှာ442လီဗာပူးသင်းရဲ့ဆက်တပ်ပလေး442ကစန်တာဘက် ကစားသမားနဲ့ဖူဘက်ကစားသမား၄ယောက်နဲ့တွဲမယ်ပြီးတော့ရှင်ကွန်လက်မစ်ဖီ3ရောရှိမယ်၃ယောက်ရှိမယ်အဲဒီတော့ဒီမှာ၁ယောက်ကရှေ့ကိုတက်မှာဆိုတော့၁ယောက်ကရှေ့ကိုတက်မှာဖြစ်တဲ့အကြောင်းမလို့ကွန်လက်မှာ defensive play တော့ဆိုလို့ရှင်၂ယောက်ပဲကျန်တော့မယ်ဆိုတော့ a space တွေကို chelsea တွေကတုံးချတော့ဒီမှာဆိုလို့ရှင်တကယ်လို့ဒါဒီဘောလုံးကဒီဘက်ချမ်းမဟုတ်ဘဲနဲ့ဒီဘက်ချမ်းကိုသာထွက်ခဲ့တယ်ပဲဆိုပါတော့ sobo's line ကိုကျော်ပြီးတော့မှ ဆိုတော့အဲ့ဒါလိုထွက်လာမယ်ဆိုလို့ရှင်ဒီမှာ central မှာ kaizo နဲ့ anzon တွေက space အကျယ်ကြီးရသွားလိမ့်မယ်ဒီမှာတွေ့ရတဲ့အချိန်မှာကြောက်လဲဆိုတော့အာတစ်ဖက်မှာရှိနေတဲ့ manchester ကဒီ chelsea အသင်းရဲ့ gusto နောက်ကို marking ယူနေရတာအတွက်ကြောင့်လို့ပဲဒီမှာဆိုလို့ရှင်ဒါကိုရှင်းရှင်းလေးလေးမြင်ရလိမ့်မယ်ဆိုတော့ဒီလိုပုံစံမျိုးဆိုအဲ့ဒီတော့ကြောင့်မလို့ပဲ chelsea တွေကဒီနေသားကိုပဲသုံးချပြီးတော့ပဲအဓိကအဖြစ်တော့တင်းကိုရသွားတာပဲတကယ်လို့သာဒီဘောလုံးကလည်း န်နီရဲ့တော်တော်လေးများတယ်ဒီဘောလုံးကသာဒီမှာလွတ်သွားတယ်ဂါလာဆူကဘောလုံးရခဲ့ပြီပဲဆိုပါတော့ဆိုဂါလာဆူဘောလုံးရခဲ့ပြီဟိဆိုလို့ရှိရင်ဒီမှာကိုကိုရလာရဲ့ပြေလန်ချောင်းကြီးကအပွင့်လိုက်ကြီးဖြစ်နေလိမ့်မယ်ဆိုတော့အာဒီလိုပုံစံမျိုးကိုကျွန်တော်တို့တော်တော်များများမြင်ရတယ်အဲ့တော့ Chelsea အသင်းရဲ့တိုက်ခွက်ကနှစ်နေရာရှိမယ် White Area မှာလွတ်ရလို့မလွတ်လို့ရှိရင် Central မှာလွတ်ကိုလွတ်လိမ့်မယ်ဘာလို့လဲဆိုတော့ Liverpool အသင်းရဲ့ Present System ကြောင့်မလို့ပဲအဲ့ဒါကဒီ Chelsea အသင်းရသွားကိုမာတို့ပို့ပြီးရှင်းလင်းတယ်ဒီမှာဆိုလို့ရှိရင် Chelsea အသင်းရဲ့နေရာယူထားတဲ့ပုံစံ for တို့ရဲ့ဒီအဲတိုက်စစ်အတွက် BF စမယ်ဆိုလို့ရှိရင် patient ကစားမယ်ဆိုလို့ရှိရင်ဘယ်လိုနေရမလဲဆိုတဲ့ပုံစံဒီမှာတို့ရှင်ရဲ့အာ sobo slide ကအရင်ကပြီးတော့ shadow marking ယူထားတယ်ဘယ်သူကိုလဲဆိုတော့ခါစီတို့ကိုခါစီတို့ကို shadow marking ယူပြီးတော့မှဒီ center back ကစားမကိုပေါလုံးတက်ပြီးတော့မှ press လုပ်တယ်ဒါက sobo slide ရဲ့အဓိကတာဝန်အဲ့ဒီဒါတကူမှာ anzo ရဲ့ off the ball movement တွေကရေးပါလာတယ်အန်ဆိုကဒီနေသားတကူမှာတို့လို့ရှိရင်တော့ liverpool အသင်းရဲ့ဒီ present လမ်းကြောင်းရဲ့နောက်ကိုသွားကြမလို့ဘူးရတယ် pocket area မှာစောင့်နေလည်းရတယ်ဒါပေမဲ့ tactical discipline ရအန်ဆိုကအဲ့ဒါလိုမစောင့်ဘဲနဲ့ဒါမျိုးရှေ့ကိုဒီဘောလုံးရှေ့ရဲ့ပကြံကို deep ကိုဆင်းပစ်လိုက်တဲ့ချိန်မှာတို့ရှင်ဒီမှာတွေ့တဲ့အတိုင်းပဲအာ sobo slime က shadow marking ယူထားရတယ်ဒီမှာအာ casilo ကို shadow marking ယူထားတယ်အဲ့ဒါလိုယူထားနေတာတို့မှာတကယ်လို့ဒါ casilo စီကိုဒါဘောလုံးရောက်သွားခဲ့ရင်ရော ဆိုတော့ဒီ pocket area ကြီးကလုံးဝလူမရှိဘူး chance ကအတုံးချမဲ့လူမရှိဘူးအဲ့အတုံးချမဲ့နေရာကိုကူရဲလာကပြေးဝင်မယ်အဲ့တော့ဒီနေသားကိုလည်းလွတ်သွားခဲ့လို့ရှိရင်လဘဘူးကအနေများတယ်ဒါအပြင်ကိုဒီမှာတလို့ရှိရင်လည်းခိုင်စီတို့ကလွတ်သွားခဲ့ဆိုအနေများတယ်ဒီနေသားတစ်ခုမှာအန်ဇိုက deep ကိုဆင်းပေးလိုက်တာကအဓိကပဲတော့အဲ့ဒီရဲ့နောက်ကသူ့နောက်မှာရှိနေတဲ့ pocket area ကြီးရဲ့ kukurella ပြေးဝင်လာနိုင်အောင်လို့ဆိုတော့ kukurella ကလည်းတကယ်တမ်းပြေးဝင်လာနိုင်ခဲ့တယ်ဒါပေမဲ့ဘောလုံးက kukurella ဘက်ခြမ်းကိုမဟုတ်ဘဲနဲ့တခြားဘက်ခြမ်းကိုထွက်သွားတဲ့အချိန်မှာသလို့ရှိရင်လည်း ခိုင်စီတို့ shadow marking ယူထားတဲ့ sobo slide ကခိုင်စီတို့နဲ့အဝေးကြီးမှာဆိုတော့ခိုင်စီတို့က marking မရှိဘူးအဲ့ဒီဓာတ်တစ်ခုကိုဒီမှာ matlister က2 vs 1ဆိုတဲ့အနေထားမျိုးနဲ့ ghost stone ghost stone နဲ့ပြီးသွားလို့ရှိရင်ခိုင်စီတို့ကိုတောင်းယူရတယ်တောင်းယူရတဲ့အချိန်မှာတကယ်လို့သာဒီဘောလုံးကဒီမှာသလို့ရှိရင်တစ်ဖက်ချမ်း color ဆိုရှေ့ဘက်ချမ်းကိုထွက်လာခဲ့ပြီဆိုလို့ရှိရင် corner bradley က2 vs 1ရင်ဆိုင်ရမှာဒါပေမဲ့ခိုင်စီတို့ကတော်တော်လေးကောင်းတဲ့အဝေးကန်ချန်နဲ့ကန်သွန်းသွားနိုင်ခဲ့တယ် ဲ့ဒီကန်သွင်းချက်ကပဲ Chelsea တင်းကိုပွဲစဉ်အစောပိုင်းမှာ1-0ဖြစ်စေမဲ့ကိုကိုတွေးနိုင်ခဲ့တာပဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင် Liverpool တင်းရဲ့ Brazil အားလေးချက်ကိုအဇူမာရက်စကာကအကောင်းဆုံးချသွားခဲ့တာဒါက tactical discipline ရအရန်ကိုမှအကောင်းနေ tactical battle ရကြည့်မယ်ဆိုလို့ရှိရင်လည်းအရန်ကိုမှဂျင်မားတယ်လို့ပဲပြောရလိမ့်မယ်ဒီလိုနေသားမျိုးကိုအကောင်းဆုံးတုံးချနိုင်တယ်တစ်ဖက်ချမ်းမှကြည့်မယ်ဆိုလို့ရှိရင်ဒါက Liverpool အသင်းရဲ့ Mandel ဘိုင်းနဲ့လေ Mandel ဘိုင်းလက်ရှိနေသားမှာနေကြဆင်းနေတာနဲ့လည်းအများကြီးသက်ဆိုင်တာပေါ့နော်ဒါပဲဘယ်လိုပဲနေနေပါ Azomarska ရဲ့ tactical setup လဘာဘူးအသင်းကိုရင်ဆိုင်မှုတဲ့ကြိုးစားလာခဲ့တဲ့ပုံစံကချီချုပ်ဖို့ကောင်းတယ်ဆိုတဲ့အနေအထားတစ်ခုမှရှိနေမယ်။အဲဒါဒီပုံစံနဲ့ပဲ Chelsea အသင်းကပွဲကိုဥဆောင်နိုင်ခဲ့တယ်။လဘာဘူးအသင်းကရောအာနီစလော့ကရောဒါကိုဘာမှမလုပ်ဘူးလား။အာနီစလော့ကရောဒါကိုဒီတိုင်းပဲခွင့်ပြုထားလားဆိုတော့မဟုတ်ဘူး။အာနီစလော့ကဒုတိယပိုင်းစစချင်းမှဆိုလို့ရှိရင် Florian Vass ကိုထည့်တယ်။ Florian Vass ဘာတမ်းတို့ထည့်ရတယ်ပေါ့။တကယ်တမ်း midfield မှာက2 vs 1ဆိုတဲ့အနေအထားမျိုးလေးဒါမှမဟုတ်လို့ရှိရင်လည်းအဲ 3 versus 2ဆိုတဲ့အနေထားမျိုးတွေမစ်ဖီမှာမင်းငင်ဆိုင်နေရတာလီဘာလို့အဲ့ဒါလိုမျိုးဒီမစ်ဖီမှာနောက်ထပ် attacking sun နဲ့ကစားသမားတယောက်ကိုထည့်တာလဲပေါ့အဲ့ဒါကတကယ်တမ်းတော့လေဒီရဲ့ Chelsea တင်းရဲ့ဒီနေရာယူပုံကိုအဓိကအပြည့်တားဆီးနိုင်တဲ့အတွက်ကြောင့်မလို့ပဲ Liverpool တင်းကဒုတိယပိုင်းဆက်စားခြင်းမှာဒီမဲ့ Conor Bradley ကိုထုတ်ပြီးတော့မှ Florian Wirtz ကိုထည့်တယ်အဲ့တော့ Sobo Slide ကသူ့ရဲ့တောင်းယူထားတဲ့နေရာကနေပြီးတော့မှ full back နေရာကိုပြန်ရောက်သွားတယ် ဖိုဘက်နေရာကိုပြန်ရောက်သွားတယ်ဆိုလို့ရှိရင် Florian Vass ကအဓိကအပြင်တော့ Chelsea အသင်းရဲ့ဒီ present lane တွေကိုကျော်ဖြတ်ဖို့အတွက်စူးစမ်းရတော့မယ့်နေသားတစ်ခုပေါ့နော်အဲ့ဒါကိုဒီမှာဆိုလို့ရှိရင်တစ်ချက်မြင်ရလိမ့်မယ် Liverpool အသင်းကသူတို့ရဲ့ bare face မှာဆိုလို့ရှိရင်ပုံစံတစ်မျိုးထပ်ပြောင်းနေအဲ့ဒီပြောင်းတဲ့ပုံစံက Florian Vass နဲ့အများကြီးသက်ဆိုင်တယ်ဆိုတော့ပုံမှန်အပြင်ဆိုလို့ရှိရင်တော့ Liverpool အသင်းရဲ့ brand ship ကဒါမျိုးမဟုတ်ဘူးတိုက်စစ်မှာဒါမျိုးရှိမယ်ပြီးတော့လို့ရှိရင်အာပုံမှန်ပထမပိုင်းရာ Sobo slide ကဒီ attacking နဲ့ bound နဲ့တော့ကြောင့်မလို့ဒါမျိုးပုံစံဖြစ်သွားမှာ ဆိုတော့ဒီလိုပုံစံဒါပေမဲ့လဘာဘူးသွေးကဒါကိုဒုတိယပိုင်းမှာပြောင်းလဲတယ်ပြောင်းလဲတာကလည်း server slide ကိုနောက်ပို့ပြီးတော့မှ Florian Vas ကဒါမျိုးပုံစံနေပြောရလို့ရှိရင်ဆာလက်ကအရင်ကြီးမပြေးနိုင်ဘူးအဲ့ဒီကြောင့်မလို့ဒီ442 shape ကိုဆာလက်ကိုပဲရှေ့တက်ခိုင်းလိုက်တယ်ဆာလက်ကိုအတက်ကင်းကစားသမားနဲ့ပေါင်းလို့မှရှေ့တက်ခိုင်းလိုက်တယ်ကိုယ်လည်းမှ Florian Vas ကတောင်းယူတယ် Okay ဒီပုံစံ နဲ့ present shape ကိုပြောင်းလဲ present shape ပြောင်းလဲတဲ့အပြင်ကိုအဓိကကျတာက bare face တွေပါပြောင်းလဲတယ် bare face မှာဆိုလို့ရှိရင်ဒီမှာတွေ့ရတယ်မယ် florian verse က d ကိုဆင်းနိုင်နေဒါ့အပြင်ကို florian verse မှာ pr ယုံအားရှိတယ်ဒီလိုကြောင့်မလို့ florian verse ကိုအသုံးချတာပဲအလားနဲ့ပဲဆက်ဆက်ပြီးတော့ပဲ liverpool အသင်းက twin ကိုရရှိသွားခဲ့တာချီပါကိုရသွားခဲ့တာဆို liverpool အသင်းရဲ့ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ bare face ဒီ sorted ပုံစံကိုတွေ့ရလိမ့်မယ် 433ဆိုရယ် BFA ဒီ BFA မှာကိုယ်နဲ့တုံးရောက်ရဲ့ fluidity ဖြစ်မှုကိုဒီမှာတွေ့ရလိမ့်မယ် Malister Curtis Jones ပြီး Florian Vas Florian Vas က deep tea ကိုစင်တာဗီယိုမှာနေရာယူထားပြီးတယ်နေရာယူထားပြီးတဲ့အပြင်ကိုဒီတုံးရောက်ကနေရာယူသွားပုံနဲ့သူတို့ရဲ့ဒီ zone ကို switch လုပ်သွားတဲ့ပုံစံတွေကိုဒီမှာတစ်ချက်မြင်ရလိမ့်မယ်တုံးရောက်စလုံးက zone ကိုဝန်းဝန်း switch လုပ်နိုင်တယ်အဲ့ဒါလို့ switch လုပ်နိုင်တဲ့အတွက်ကြောင့်မလို့ပဲဒီမှာသလိုရှိရင် Isas အတွက်နေရာလွတ်ရတယ် Isas က deep tea စင်ပြီးတော့ BFA ကိုတိဆောက်ပြီးတယ်အိဆက်က BFA ကိုတိဆောက်ပြီးရဲ့ဆိုလို့ရှိရင် Florian Vas ကသူ့ရဲ့နေရာကို ချက်ချင်းတမ်းမြောမှာဝင်ယူလိုက်နိုင်တယ်။ဆိုတော့အဲ့ဒါလိုနေရာယူလိုက်နိုင်တဲ့အပြင်ကိုဆာလက်ဘတ်ချဲမှာနေရာလို့ကျေကြီးရတယ်။ဒါက Chelsea အသင်းကိုယင်ဆိုင်ဖို့အတွက်ဒုတိယပိုင်းမှာအာနီစ်လော့ပြောင်းလဲလိုက်တဲ့ပုံစံ။အဲ့ဒီပုံစံတွေပဲဒီမှာသလို့ရှိရင်အာချိပါကိုရခဲ့တယ်။ဒီမှာသလို့ရှိရင် white area ကနေပြောမှ super size ရှိရဲ့။သူ့ရဲ့ crossing ကနေမှတစ်ဆင့် Isaac Gabo ဒီကနေပဲလဘာဘူးတွင်ကချိပါကိုတွင်ပါလိုက်ရ။ဆိုတော့နှစ်သင်းစလုံးရဲ့ Chelsea တွင်ရဲ့ပွဲချုပ်ပြင်ဆင်မှုကတော်လျာကောင်းပဲ။ပွဲတွင်းမှာပြင်ဆင်မှုအာနီစ်လော့ လုံးဝ short တော့လို့မရဘူး။ဆိုတော့အဲ့ဒီနေထားမျိုးနဲ့ပဲအာနီစလော့ကဒီပုံစံကိုကစားနိုင်ရဲ့။ဆိုတော့နီးစနစ်ပိုင်းကတော်တော်လေးမြန်ဆိုင်နေတာ။ဒါပေမဲ့ဒီရဲ့ present shape မှာကတော့နည်းနည်းလေးတခုပြောပြရရှိတယ်။အဲ့ဒါကပါလဲဆိုတော့လဘာဘူးတင်းက Curtis Jones နဲ့ပြီးတော့လို့ရှင်ရင်အာကိုယ်လည်းမှာ Florian Bass နဲ့ထိလိုက်ခြင်းကဘာဖြစ်သွားတယ်လဲဆိုတော့ fullback ကစားသမားတွေကအလွန်ကျွံ press လုပ်ရခြင်းဖြစ်သွားတယ်။ဘာလို့လဲဆိုတော့ပုံမှန်အားသင့်ဆိုလို့ရှိရင်ကျွန်တော်တို့ယူရီစဉ်းစားကြည့်တာပေါ့ ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဒီမှာဒီနေသားကိုတစ်ချက်တွေ့ရနိုင်မယ်ဒီနေသားတစ်ခုမှာဒီမှာကပိုကဖူဘက်ကသားမကိုတောင်းယူရတယ်ဒါအပြင်ကိုအာဒီအထက်ကင်းမှာဆိုလို့ရှိရင်ဒီမှာအာဆာလက်ကဒီရဲ့နေသားကိုတောင်းယူရတယ်တကယ်လို့ဒါကပိုကဒီရဲ့ရှေ့ကိုရောက်မယ်ဆိုလို့ရှိရင်ဆာလက်ကနောက်ကိုဆင်းရတော့မယ်ဆိုတော့အဲ့လိုဆင်းလို့ဒီရဲ့နေရာလွတ်မှာရီစီဂျင်းနေရာလွတ်ပါပြီအဲ့လွတ်တဲ့နေရာကိုဘယ်သူမှဖြည့်ရမလဲဆိုလို့ရှိရင်တော့ရောဘတ်ဆန်ကဖြည့်ရလိမ့်မယ် ဆိုတော့အဲ့ဒါကပဲ Chelsea လင်းကိုဒုတိယမြောက်ကိုဖြစ်ပြီးသွားစေခဲ့တာပဲဒီမှာဆိုလို့ရှိရင်တွေ့ရတိုင်းပဲရှေ့တက်တယ်အာဒီမှာတော့ရှေ့တက်တယ်ရှေ့တက်ပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့နေရာလွတ်ရသွားတယ်ပေါ်လယ်မှာကာစီလိုကိုနေရာလွတ်ချေကြည့်ပေးတယ်ဒီအနေထားကနေဒီမှာဆိုလို့ရှိရင်လည်း Chelsea ရဲ့ Central Midfield ကမှတယောက်ကနေရာလွတ်ရသွားခဲ့ပြီရသွားခဲ့တဲ့အချိန်မှာ wide area ကိုဘောလုံးပေးလိုက်ပြီးဆိုတာနဲ့ Liverpool ရဲ့ defense line မှာကျန်ခဲ့တဲ့ကစားသမား၃ယောက်ကိုချိန်လိုက်မယ် တောင်ရောက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပုံမှန်အားဖြင့်တော့ဒါကဒီ DM ကစားသမားအလဲကောင်မှာရှင်းလင်းကစားသမားက DM ကစားသမားဆိုတော့ sorry ပုံမှန်အားဖြင့်တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် Van Dijk ကိုပဲ center back အနေနဲ့ကောင်းကောင်းမှမြင်ရလိမ့်မယ် full back မှာရှိနေတဲ့ Sobos line ကသူ့ရဲ့ neutral duty neutral responsibility ကိုတောင်းယူထားတာမဟုတ်ဘူးဒီမှာ Liverpool အသင်းရဲ့နောက်တန်း၄ယောက်ကိုမြင်ရလိမ့်မယ်အဲ့နေသားတကူမှာတကယ် Robertson ကသူ့ရဲ့ဒီ present ရတောင်းယူရမယ့်နေရာကိုတောင်းယူထားပြီးမှတကယ်ပြန်ဆင်းရတယ် တကယ်ပြင်ဆင်ရတဲ့အချိန်မှာတော့အဝေးကြီးကွင်းအပြည့်ကြီးကိုဆင်းပြီးသွားပြီကွင်းပြည့်ကြီးကိုဆင်းပြီးသွားရင်နေသားတူမှာသူကအရင်စီတောင်းမယူနိုင်တော့ဘူးဒါအပြင်ကိုအေးပါလာကဆိုဘိုစလိုင်းဆိုဘိုစလိုင်းကသူ့ရဲ့ full back natural full back ကစားသမားမျိုးမဟုတ်ဘူးအဲ့အတွက်ကြောင့်မလို့သူ့ရဲ့ marking ယူတဲ့ပုံစံအတင်းသားတွေနဲ့ဒီတောင်းယူတဲ့ပုံစံကလည်းလိုအပ်ချက်ရှိရဲ့ကူကူရလာကောင်းသွားတာလည်းပါပါလိမ့်မယ်ဒီမှာတို့ရှင်ကူကူရလာကအဆူရဲ့ဒီ center back ကစားသမားရဲ့ဒီချားလေးကိုပြေးဝင်တယ်ပြေးဝင်တဲ့အချိန်မှာ ဂျားတွေကနေရာလုတ်ကိုအကောင်းဆုံးသုံးချတယ်။သူဘောလုံးရနေတဲ့အချိန်မှာကျွန်တော်တို့သူ့စီကိုဘောလုံးမပေးခင်အနေထားတစ်ခုဘောလုံးထွက်လာပြီဆိုတဲ့အနေထားတစ်ခုမှာရောဘတ်ဆန်ကိုမြင်ရတာဒူးထောက်ပြီးမောပန်းနေပြီဗျာ။ပြောရတာကကိုင်းအပြည့်ကြီးပြေးပြန်ပြေးလာပြီးသွားပြီ။ဒီနေရာကခုမှ cross မထွက်အောင်လို့နေရာလုတ်တွေကိုပိတ်ခါရမှာကတစ်ဖက်ချမ်းကဖူးဘက်ကစားသမားတွေကတောင်းဒါပေမဲ့သူကဖူးဘက်ကစားသမားဆစ်ဆစ်မဟုတ်ပြန်။အဲ့ဒီနေရာတစ်ခုမှာရောဘတ်ဆန်ကတော်တော်လေးမောနေပြီ။မောနေတဲ့နေရာတစ်ခုမှာ ဘောလုံးက cross ထွက်လာတဲ့အချိန်မှာတော့သူကလုံးဝမတားဆီးနိုင်တော့ဘူးဒီအင်တာမျိုးနဲ့ပဲ Chelsea တင်းကလာရရှိသွားခဲ့တာအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်နှစ်သင်းစလုံးရဲ့ကြီးပြတွေရဲ့ tactical battle တွေအများကြီးကိုမြင်ခဲ့ရတယ်ဒီပွဲမှာတော့ Anzo Maros ကရရလိုက်ရနိုင်ရရှိသွားတာမျက်မြင်သက်သေပဲပထမပိုင်းမှာ Chelsea တင်းရဲ့ကစားရေးတဲ့ပုံစံက Liverpool အသင်းကိုတော်တော်လေး dominate လုပ်ထားနိုင်တယ်လို့ပြောရလိမ့်မယ်တကယ်တမ်းပွဲအချိန်ရဲ့အာစာဆုံးကိုအကုန်လုံးပြန်ကြည့်မယ်ဆိုလို့ရှိရင်ပွဲရဲ့ return တော်တော်များများက Chelsea တင်းကထိန်းချုပ်ထားတာ အစောပိုင်းကာလမှာ Chelsea တင်းကထိန်းချုပ်တယ်ဒုတိယပိုင်းမှာဒါ Arneslot ကဒုတိယပိုင်းစမှာပေါ့နော်ဒါ Florian Vass ကိုထည့်တယ် Corner Bradley ကိုထုတ်ပြီးတော့မှ Florian Vass ကိုထည့်တယ်ထည့်တဲ့နေသားတစ်ခုမှာလဘာဘူးတင်းကတဖြည်းဖြည်းနဲ့ပွဲကိုစိုးမိုးလာတယ်စိုးမိုးလာတယ်စိုးမိုးလာပြီးတော့မှသူတို့ကခြေပါကိုရတဲ့အထိကိုစိုးမိုးနိုင်တယ်1 1ဆိုနေသားတစ်ခုကြီးရသွားတယ်အဲ့လာပြီးရဲ့အချိန်မှာသူတို့ဂိုးရဖို့တော့လိုအပ်နေတယ်တန်ဖိုးရဂိုးရဖို့တော့လိုအပ်နေတယ်ဒါပေမဲ့အဲ့ဒီဂိုးကိုလဘာဘူးတင်းက မချာပွင့်နိုင်ခဲ့ဘူးမချာပွင့်နိုင်တဲ့ချိန်မှာဘာဖြစ်လာတယ်လဲဆိုတော့ Chelsea သင်းရဲ့လူငယ်တွေရဲ့ဂျုံအားကအေးပါလာတယ်ဆိုတော့ Chelsea သင်းကတောင်ပန်မှာအားပြုတ်နိုင်တဲ့ကစားသမားတွေအများကြီးရှိတယ် Chelsea သင်းရဲ့ဒီပွဲစဉ်မှာလူစားလဲခဲ့တဲ့ဟန်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တောင်မှဒါကရှင်းလိမ့်မယ်လို့ထင်တယ်ကာလာစီကိုထုတ်ပြီးတော့မှအာကစ်တန်ကိုထည့်တယ်နတ်တိုကိုထုတ်ပြီးတော့မှ STV ကိုထည့်တယ်ပြီးတော့လို့ရှိရင်ဂျာဝပေဒိုကိုထုတ်ပြီးတော့မှမက်ဂူဟီကိုထည့်တယ်ဆိုတော့ ပြောချင်တာကချယ်ဆီတင်းကသူတို့ရဲ့တိုက်စစ်မှာလုံးဝ fresh ဖြစ်တဲ့ကစားသမားလေးကိုပြောင်းလဲလိုက်ပြီလီဗာပူးတင်းမှာအဲ့လိုပြောင်းလဲတာမျိုးမရှိခဲ့ဘူး Robertson သူ့ရဲ့ဒီ pressing ကနေပြီးတော့မှ zone ကိုအဝေးသေးတက်ပြီးတော့မှ marking တက်လောက်ရတယ်ပြီးတော့ချင်းတစ်ဖက်ချမ်းမှရှိနေတဲ့ fullback ကလည်းဘာလုပ်လဲဆိုတော့ sobo slide sobo slide က fullback ကတော့မှဆက်စပ်လဲမဟုတ်ပြန်ဘူးဒါပေမဲ့ tactical builder အနိုင်ရဖို့အတွက် anis log ကဒီတစ်ခုကိုတော့ရင်းဖို့ရင်းမှရမယ်နေထားပဲဆိုတော့သူရင်းလိုက်တဲ့အတွက်ကြောင့်မလို့ ခြေပါကိုလည်းရားခဲ့တာတော့မှန်နေဒါပေမဲ့အဲ့ဒီကနေပဲအနိုင်ငိုးဖြစ်စေမဲ့ကိုကိုပြေးလိုက်ပြန်ရောသူကအရင်ကဘာရှိနေတဲ့သူတွေကိုပြန်တွေးမဲ့ဆိုလို့ရှိရင်လည်းဒီရက်နေတာကို failful လုပ်နိုင်တဲ့အခြေအနေမျိုးလဘာဘူးမှာရှိမနေပြန်ဘူးဆိုလူကတော့ရှိပါရဲ့ဒါပေမဲ့အဲ့ဒီလူတွေကလည်းအရင်ကြီးဒါသူ့ရဲ့ system မှာအရင်ကြီးကောင်းကောင်းမွန်မွန်သူ့ရဲ့ဒီတွားခြင်းတဲ့ပုံစံမှာအရင်ကြီးကောင်းကောင်းမွန်လုပ်နိုင်တဲ့ခြေနေမျိုးမှလည်းရှိနေပြန်ဘူး Chelsea ကတော့ အဲဒါတိုက်ဆက်မှာလူစားလေးလည်းမူ၃ယောက်လောက်တယ်အဲဒီ၃ယောက်စလုံးကလည်းဒီရဲ့ twin ကိုမှာပေါင်းပတ်သက်မှုကြီးမားခဲ့တယ်ဆိုတော့တက်တီကဘယ်တယ်ရအကုန်လုံးကိုနစ်ချုံမယ်ဆိုလို့ရှိရင်တက်တီကဘယ်တယ်ရပထမဆက်စားခြင်းမှာ Chelsea တင်းကစားခဲ့တဲ့ပုံစံကလီဗာပူးတင်းရဲ့အရှိတ်ကိုထိုးတက်နိုင်ခဲ့တယ်ဆိုတော့လီဗာပူးတင်းကလည်းဒါကိုတန်ပြန်နိုင်ခဲ့တယ်အဲဒီတန်ပြန်တဲ့ဟာကိုပဲအိုင်ဇိုမာရက်စကာကလူငယ်ကြီးရဲ့ယုံအားပြီးသွားလို့ရှိရင်ဒီတိုက်ဆက်မှာ fresh ဖြစ်တဲ့ကစားသမား၃ယောက်ကိုထည့်လိုက်တဲ့ချိန်မှာလီဗာပူးတင်းက ုံးပြီးလာရတော့တာပဲဆိုတော့ဒီပွဲစဉ်ကနင်းစနစ်ပိုင်းရာတွေအပြင်ကိုကစားသမားတွေက individual တွေအများကြီးကိုမြင်ရတဲ့ပွဲစဉ်လို့ပဲပြောရလိမ့်မယ်နီးပြတွေစီမှာသူတို့ရဲ့ရန်ကုန်မှာဒါတကယ်ကောင်းကောင်းမွန်မွန်နဲ့ငါဒီတယောက်ကိုထုတ်ပြီးဆိုလို့ရှိရင်ငါ tactical အရာဘယ်လိုပြောင်းလဲလိုက်မလဲဘယ်လိုမျိုးအကွက်ရွှေ့မလဲဒါတွေအားလုံးကိုမိကြရတော်တော်များများကလုံနိုင်တယ်ဆိုအဲ့ဒါအတော့လိုအပ်တဲ့ကစားသမားဆိုပေအနေထားတစ်ခုရောက်လာခဲ့ပြီအဲ့ဒါကို Chelsea တင်းကကောင်းဖြစ်တင်းထားနိုင်တယ် Chelsea တင်းမှာဒါကဒါတော့မှလူဝင်အားအဆုံးလည်းမဟုတ်သေးဘူး Chelsea တင်းမှာဒီထက်ပိုပြီးတော့မှလူဝင်အားရလာနိုင်ခြင်းအများကြီးရှိသေးတယ်ဆိုတော့ဒီပွဲစဉ်မှာနီးစနစ်ပိုင်းကပြောမယ်ဆိုလို့ရှိရင်နီးပြတ်နှစ်ဖက်စလုံးကဒေါ်လီတိုက်ခိုက်နိုင်ခဲ့တယ်လို့ပဲပြောရလိမ့်မယ်နီးစနစ်ပိုင်းကလည်းကြီးလောက်ကောင်းတဲ့ပွဲစဉ်တစ်ခုဒါမှမဟုတ်လို့ရှိရင်လည်း late drama တွေများရတဲ့ပွဲစဉ်ဖြစ်နေတဲ့ကြောင့်မလို့တော်တော်လေးကိုမှအမြန်ဆိုင်တဲ့ပွဲတစ်ပွဲပဲဆိုတော့ဒါက Chelsea တင်းရဲ့ Anson Varoska နဲ့ Liverpool တင်းရဲ့ Arne Slot တို့ရဲ့ chess ခုံပေါ်က ကစားခဲ့တဲ့ chess ပွဲပေါ့နော်အဲ့ဒါလိုပဲပြောရလိမ့်မယ် central zone ကို anzo maraska ကအရန်ကြိုက်အဲ့ central zone ကို liverpool ကတားဆီးဖို့အတွက်ကြိုးစားတယ်သူတို့တားဆီးခဲ့တဲ့ပုံစံကရောချက်ရှိတယ်ဆိုတော့ anzo maraska ဒီပွဲစဉ်တော့လုံးဖြစ်သွားခဲ့ပြီဒီဟာနဲ့ပတ်သက်ပြီးတော့ liverpool ပြိတက်တွေစီမှာရော chess ပြိတက်တွေစီမှာပါပြောကြတယ်များကြီးရှိကြလိမ့်မယ်လို့ထင်တယ်။အဲပွဲစဉ်ကလည်းပြီးသွားလာတဲ့မှကြာသေးဘူးဆိုတော့ nearly fresh ဖြစ်တဲ့အနေနဲ့ဒါတစ်ခုမှရှိလိမ့်မယ်။အဲ့တော့ ားလုံးလည်း comment ထဲမှာဝင်ရောက်ဆွေးနွေးကြကြလို့ရပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့နောက်ထပ် video တစ်ပုဒ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့